ကဲပြီးပါကြီးကိုပေါ်တော့ဗျာဒီနေ့တော့လိုက်လေးတွင်းပြစီเนาะဒီနေ့တော့လိုက်လေးတွင်းပြစီပြီးပါကြီးကိုပေါ်တော့ဗျာဟုတ်ကဲ့ပါသေဖို့တဲ့ပါရှိနေတဲ့ပြီးပါကြီးကိုပေါ်တော့ဗျာဘေကလာပါအားလုံးเนาะဘေကလာပါကျွန်တော်တို့ဒီနေ့ညမှာတော့ live လေးတွေ့ပါပဲเนาะโอเค ဲ့တော့မိဘကြီးကိုပေါ်တပါလေတော့အားလုံးဟောခုဒီဒီရက်ပိုက်ပါတော့ဒီရက်ပိုက်ပါဆိုလို့ရှိရင်ဒါရေပတ်အစာဆုံးတော့တတဲ့ကဘာလဲဆိုလို့ရှိရင်ဒီအာဆီယတတဲ့ပဲတော့အာဆီယတတဲ့အာဆီယအခြေအနေတွေအားလုံးအားလုံးမိဘကြီးကိုပေါ်တပါလေအားလုံးကစိတ်ထဲတလုံးသားတဲ့ပါဒါတခါတည်းရောက်နေကြလိုက်ပဲလို့ဒါယုံကြည်ပါတယ်အဲ့တော့အခုမြပတိုက်ကပါပြီးလို့ပဲပေါ့တော့အကြပ်ဆစ်ကောင်စီအကြပ်ဆစ်ကောင်စီက ဒီအာဆီယံပါငင်းပဲ့ခြင်းခံရတယ်။နော်ငင်းပဲ့ခြင်းခံရတယ်ဆိုတော့မစားပါဘူး။အစကတည်းကအာဆီယံပါသူတို့တွေဒီနေရမရခဲ့တာဖြစ်ပါတယ်လို့ဒါကျွန်တော်ပြောပြချင်ပါတယ်။ပြီးပါကြီးကိုပေါ်ပါပါဗျာနော်။အဲ့တော့အာဆီယံပါသူတို့တွေဒီအစကတည်းနေရာမရဘူး။ဟိုးတော်လိုက်အစကတည်းကနော်ဟိုးတော်လိုက်အစကတည်းကညီမတိုင်းကပါလူငယ်တွေဆန္ဒပြတယ်ဒီပြီးတော့ဂျပန်စစ်ကောင်စီတွေဘက်ကအကြမ်းဖက်တယ်။ အဲထိုက်တဲ့ကမ္ဘာဝဒပေါင်းတွေလာတယ်အင်ဒိုတပ်အပတ်တဲ့တွေ့တယ်ပြီးတော့ဟိုမြန်မာတိုက်ကြပြန်သွားတယ်ပြီးလဲပြီးတော့စင်ကာပူပါသွားပြီးတော့ပါဘေးရောက်လာခေါ်သွားပြီးတော့ပါအာဆီယံစီဝေးပွဲသွားတယ်အဲ့ဒီကလေးကမြန်မာနိုင်ငံအလံလိတ်ပြီးတော့မှသူတို့လက်ခတ်ခဲ့တာဖြစ်တယ်သူတို့လက်ခတ်ခဲ့တာဖြစ်တယ်ပြပါပြီးတော့အာဆီယံကလည်းအဲ့ဒီကလေးကပြောထားပါတယ်မြန်မာတိုက်ကရဲ့ခေါင်းဆောင်အဖြစ်ခေါ်တာမဟုတ်ဘူးဆိုတဲ့အကြောင်းတခါတည်းပြောထားပြီးသားပါ အခုတော့ အာဆီယံပါအကြပ်စစ်ကောင်စီပြောင်းလဲဟာလူရလုံးဝဝင်မဝင်ဘူးဆိုတော့ဒါကျွန်တော်တို့တွေ့ရတဲ့အနေအထားအသွေးအပြည့်တခုကိုရောက်ရှိလို့သွားပါပြီအဲ့တော့မိဘကြီးကိုပါတော့ပါဗျာနော်ဒေါ်လာကြီးနဲ့ပတ်သက်တဲ့အချက်အလက်တွေတော်တော်များများဒါတကယ်ထိတိပိပိတဲ့အောင်ပြည်ရေးလက်ကြောင်တခုပေါ်ရောက်တယ်လို့တော့ပါဒါကျွန်တော်တို့ပြောလို့ရပါတယ်တပ်တပတ်ရေးရကာလတွေပါတော့အာဆီယံတပ်တပတ်ရေးရကာလတွေ အဲဒီအနောက်ဥရောပအရှေ့ဥရောပเนาะဒီနေရာတွေအားလုံးလဲအောက်ပြတဲ့အဒီသာတိရှိတယ်ဆိုတော့ဒါကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့မိဘကြီးကိုပါတော့ဗျာအကြပဲစစ်ကောင်စီပြောက်လိုက်ပြောက်လိုက်ကတော့နယ်လမ်းမထူနိုင်အောင်မြုပ်နေတဲ့ကာလပါအာအကြပဲစစ်ကောင်စီပြောက်လိုက်ဒီအာဆီယံပါနေရာမရဘူးဆိုတဲ့အရာကသူတို့လည်းအစိုးရတဲ့သူတို့သိပါတယ်အဲ့အဲ့ဒါကိုပြပတိုက်ကသူပြပတိုက်ကသားတွေကော ဒေါ်လာရဲ့အတိုင်းဝိုင်းတွေကအသေးအဖွဲတွေကအကုန်လုံးဒီအာဆီယံဒေတာတဲ့ပတ်ဒီအာဆီယံတည်းပေါ့နော်အာဆီယံအခြေအနေတွေကိုအာအာယုံမရောက်ပြီးအောင်ကိုအကြပ်ပတ်စစ်ကောင်စီဘက်ကနေပြီးတော့ပါဒီမြန်မာပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုပေါ့နော်မြန်မာပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုကိုအမျိုးမျိုးအာယုံလွဲပြောင်းမှုတွေကိုအမျိုးမျိုးလောက်တာကိုတွေ့ရတယ်အာယုံလွဲပြောင်းမှုတွေအမျိုးမျိုးလောက်တော့ကြားလဲပဲ နိုင်ငံရေးတပါးတွေကောတော်လိုင်းရေးတပါးတွေကောပြည်တွင်းပါရှိတဲ့ပြည်သူလူထုကောပြည်ပပါရှိတဲ့ပြည်သူလူထုကောဒီအာဆီယံတရေအခြေအနေတွေကိုပြက်ပြက်ပြီးတော့ပါအာယုစိုက်ဖို့အတွက်တဲ့ပက်ဖို့အတွက်ပြက်ပြက်ပြီးတော့ပါလှုပ်တယ်နော်တဲ့ပက်ပြီးတော့ပါလှုပ်လာတာကိုဒါကျွန်တော်တို့တွေ့ရတယ်တွေ့ရတဲ့အတွက်ကြောင့်အင်ပဒါကိုဒါပြည်သူလူထုရဲ့နိုင်ငံရေးပေါ်ပါစိတ်ပါဝင်စားမှုတွေကပို့ပြီးတော့ပါမြင့်တက်တဲ့အနေထား အကောင်းဆုံးသောအခြေလို့တော့ပါဒါကျွန်တော်တို့ပြောလို့ရတယ်။ဗတ်တေထားလောက်ဘူးအာဆီယံတရေကိုပဲပြည်သူလူထုကဗတ်တ်ကောတေးလေကောညကောဗတ်တ်ကောတေးလေကောညကောအဲ့လိုမျိုးစိတ်ပါဝင်စားတဲ့အခါကျတော့အချက်ပဲစစ်ကောင်စီဘက်ကဝါရ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 ပိုင်းတွေတိုက်တဲ့ဇလန်းတွေရုပ်ရှင်တွေတော်တော်ဒီချားတဲ့မှာတတ်တတ်ခိုင်ကိစ္စတွေနောက်ပြီးတော့ပါလိုက်တရားမှာဖြစ်နေတဲ့ကိစ္စတွေအကုန်လုံးအားလုံးသူတို့တွေကပေါ်ပြတယ်ဘလို့ပဲပေါ်ပြပေါ်ပြ အာဆီယံကိစ္စကိုပဲပြည်သူလူထုကစိတ်ဝင်စားတယ်။အာဆီယံကိစ္စကိုပဲပြည်သူ့ပါရှိနေတဲ့ပြည်သူလူထုကပြည်ပပါရှိနေတဲ့ပြည်သူလူထုကဒီအာဆီယံကိစ္စကိုပဲစိတ်ဝင်စားတယ်။အဲ့တော့အာဆီယံကိစ္စကိုပဲတောက်လျှောက်ကြည့်ကြတယ်ဒီຢာတွေကိုပဲတောက်လျှောက်ကိုပြည်သူလူထုကအကုန်လုံးအားလုံးအားလုံးကဒီကိစ္စကိုပဲအားကိုစိုက်ပြောပါဒီဇိုင်းပပတ်တဲ့လှုပ်လာကြတဲ့အခါကျတော့20တဲ့6ရက်တွေမှာ trap ကမလေးရှားကိုရောက်တယ်။မလေးရှားကိုရောက်ပြီးတော့ပါပြောပြတာတရုတ်ကိုယ်စားရေးကိစ္စတွေလည်းဆူလို့ပဲလို့ပြောပြတာ။ ပြီးတော့ဗာဒီဘက်ကိုရောက်တာတဲ့ဒီထိုက်တဲ့ကမ္ဘောဒီးယားကိစ္စတွေလည်းလက်ပတ်အဲဒီသဘောတူစာချုပ်တွေပေါ့နော်ဒီလက်နက်တွေဖြုတ်သိမ်းရေးတဲ့ပတ်သက်ပြီးတော့ဗာသဘောတူစာချုပ်တွေပါရေးတဲ့ရတယ်အခုလည်းဒီအာဆီယံနဲ့ပတ်သက်တဲ့ဒီကုန်သွယ်ရေးကိစ္စတွေပါလက်ပတ်ရေးထိုးသွားတယ်လို့ဒါကျွန်တော်တို့သိရတယ်နော်သိရတယ်အဲ့တော့ပြီးပါကြီးကိုပါတပါတယ်အခုဆိုလို့ရှိရင်ဂျပန်ဘက်ကိုရောက်သွားပြီဂျပန်ဘက်ကိုရောက်သွားပြီဂျပန်ဘက်ကိုရောက်သွားတဲ့အခါကျတော့လေဒါဂျပန်ပါ ဒါကျွန်တော်တို့ရှိနေတဲ့ဂျပန်မှာရောက်နေတဲ့ဒါကျွန်တော်မြန်မာပြည်သူပြည်သားတွေကလည်းစာတားတွေပြကြတယ်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအချက်လက်တွေအားလုံးပြောပြကြဗတ်အေးအေးမြည်တဲ့မင်္ဂလာပါဗတ်အေးအေးမြည်မင်္ဂလာပါယေရှုပြားကြီးတင်ပါတယ်နော်ဒီဒီဒီချိန်ထိဒါဝေးရပေးကြတော့ပြီးပါကြီးကိုပေါ့တပါးတွေအားလုံးစိတ်ရကြပါချေကိုရချက်သားချက်ပြတဲ့ပြေဆုံးကြပါစေအဲ့တော့ဂျပန်ကိုရောက်သွားတဲ့အခါကျတော့လေအဲ့ဂျပန်မှာရှိနေတဲ့ ရပါပြည်သူပြည်သားတွေအားလုံးအားလုံးကလည်းဒါတောင်းလျှောက်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 ကိုအဲဒီကိစ္စကိုလိုက်တာပေါ့နော်ဒီကိစ္စကိုလိုက်ပြီးတော့ပါတခါတဲ့အကောင့်တွေဖို့အာအဲ့လိုမျိုးတိုက်တိုက်ဝဝတဲ့အကောင့်လုံးကတူးစော်ပြီးတော့ပါဝေးရကြတဲ့အဒီအထားမျိုးအသွေးအပြည့်မျိုးတွေကိုတွေ့ရတဲ့တကြောင်အင်ဗတာကိုဝတ်တာပါတယ်အဲ့တော့အချက်ပစစ်ကောင်စီမေးရောက်လာရဲ့အခြေအဒီကဘေးကျက်ဒဏ်ကျက်အခြေအဒီရောက်နေပါပြီနောက်ဘေးကျက်ဒဏ်ကျက်အခြေအဒီရောက်နေပါပြီဒါပေမဲ့ဒီအာဆီယံတည်တည်တွေကို အခုဆိုလို့ရှိရင်ဒီစကားဆိုင်ရဲ့တပ်ပရောသားအတိုင်းဝိုင်းပါရှိနေတဲ့ဘိုလ်ရုပ်တွေကဘိုလ်ဘူးတွေကတော့တိုင်တိုင်တိုင်ဘူးတွေကအရှိတိုင်ဘူးတွေကအနောက်တိုင်ဘူးတွေကအကောလုံးအားလုံးမြန်မာပြည်တွင်းမှာရှိနေတဲ့လူတွေလည်းအားလုံးလည်းဒီအာဆီယံအခြေအနေတည်းကိုတွေ့သွားကြပဲလို့ဒါကျွန်တော်တို့ယုံကြည်တယ်။နောက်ပြီးတော့မြန်မာနိုင်ငံမှာရှိနေတဲ့နိုင်ငံရေးအဖွဲ့အစည်းအသီးသီးပေါ့နော်။နိုင်ငံရေးအဖွဲ့အစည်းအသီးသီးကလည်း ဒီအာဆီယံနဲ့ပတ်သက်တဲ့ဒီအခြေအနေတွေတရေတွေဒီရတဲ့အားလုံးအားလုံးကိုတည်သွားလိမ့်မယ်လို့မြည်သွားလိမ့်မယ်လို့ဒါယုံကြည်တယ်။ဟုတ်ပြီလား။အဲ့တော့ဒီအာဆီယံနဲ့ပတ်သက်တဲ့ဒီအခြေအနေတွေဒီအနေထားတဲ့အားလုံးအားလုံးကိုမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးအသီးသီးအဖွဲ့အစည်းအသီးသီးကလည်းတည်တည်သွားပြီးဟေးဆိုလို့ရှိတော့ဒီအကြမ်းဖက်စစ်ကောင်စီကိုဆက်ပြီးတော့ပါထောက်ခံတဲ့မထောက်ခံတဲ့အာဆီယံကတော့ပါပယ်ချတာ။ဟုတ်တယ်နော်။အာဆီယံကတော့ပါပယ်ချတာ။ ဒါပေမဲ့အကြမ်းဖက်စစ်ကောင်စီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကချေကရကရင်ချေဘဘဘုရခါရှာဘဘဘုရခါရှာသူ့ဘသူ့ဘလက်မခံဒီဂါဒစ်အတွေ့ပါအကြမ်းဖက်စစ်ကောင်စီမရောက်လိုက်ဒီဂါဒစ်အတွေ့ပါသူတို့တွေဒီတရားမဝင်အာဒါသိတဲ့အခါပါဒါပေမဲ့ပြည်သူအစိုးရကို ပုတ်ကန်တဲ့အခါပါရလက်ကဘာတွေရလာတယ်လဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာလူဆွာအာအရေးအပြစ်တွေဆုံးရှုံးတယ် သူတို့ပြပါတိုက်ကပါဘွေးစီဝါတွေပေါ်လာတယ်။နော်အဲ့လိုမျိုးအနေထားအဲ့လိုမျိုးအခြေအနေအသွေးအပြေကိုပဲရောက်သွားတယ်။ဘာပါသူ့အနေနဲ့ဘာပါဟိုဖို့ပြိုးတိုးတက်လာရဲဆိုတော့အပိုက်ကတာတွေဆိုတာကိုမရှိပါဘူး။နော်အဲ့တော့အခုဆိုလို့ရှိတော့ဒါတောက်လျှောက် truck ကလည်းပြပါတိုက်ကရဲ့အခြေအနေနဲ့ဒီဒီယာတွေအားလုံးအားလုံးတောက်လျှောက်ကိုသူတို့တွေဘက်ကတည်းကပြောပါဒါကြိုတီပြောပါတိထားတဲ့အနေထားတွေအများကြီးပဲ။ ါပေမဲ့ဘေးရောက်လိုက်ကအာဒါတိတ်တဲ့အချိန်ပါပူတင်တပရပူတင်ရှိပါသွားပြီးတော့ပါဘွဲတွေပါတွေသွားပြီးတော့ပါခတ်ထားတာတွေပါတွေရှိတယ်အဲ့တော့ပူတင်ကိုဘွားတွေပြောပါကြိုက်ပါလိမ့်မယ်ကြိုက်လဲကြိုက်ဒီပါဘုရောအဲ့တော့ဟိုကမ္ဘာစီရေးပါမြမစီရေးတို့ပေါ့နော်အဲ့ဒါလည်းဟိုပါလည်းတောက်လျှောက်ကိုပြောနေပြီဆိုတဲ့အခါကျတော့အကြမ်းဖက်စစ်ကောင်စီဘေးရောက်လိုက်အတွက်ကတော့ဒီချိန်ကာလကတော့ဘေးကျက်တဲ့ချက်အပြင်းထန်ဆုံးသော ခြေကာလတစ်ခုအတွေ့အပြေကိုဖြတ်တတ်ရတဲ့အနေအထားကိုရောက်ရှိနေပြီလို့တော့ဗျဒါကျွန်တော်တို့ပြောလို့ရပါတယ်မိဘကြီးကိုပါတော့ဗျာအဲ့တော့တော်လည်းရဲ့အတိုင်းဝိုင်းအတီးတီးနော်ဒိုင်ကဲရဲ့အတိုင်းဝိုင်းတီးတီးပြီးပြီးအတိုင်းဝိုင်းအတီးတီးကအားလုံးအားလုံးကစိတ်တမကြကြပါနဲ့နော်ကချေကရကေချေပပဘောရခိုင်ရှာအာကျွန်တော်ကိုအဲ့လိုမျိုးလာလာပြောလို့မရတော့ဒီချိန်ပါခင်ဗျားတို့အောက်ပါလာဆဲလို့မရနော်ခင်ဗျားတို့လာဆဲလို့မရ မျိုးဆက်တစ်တွေကတွေဥတော်လည်းတခုလည်းသွားနေတာပေါ့ဒီမျိုးဆက်တစ်တွေကတော့မြမတိုက်ကြရေးအခေကြီးဖြစ်သွားတဲ့အခါမှာမျိုးဆက်တစ်တွေကဒီကျွန်တော်တို့ပြောရပဲဆိုလို့ရှိရင်အာဆီယံအရေးလဲဒါဝင်ပါတယ်ကမ္ဘာအရေးလဲဝင်ပါတယ်ကန္ဓာအတီးတီးကိုမျက်စိဆွဲဓာဆွဲတဲ့ဝင်ပါလိမ့်တာခင်ဗျားတို့သွားဆဲလို့ပြတော့မြမတိုက်ကပါအတိတ်ပဲအရှိဆုံးသောတပိုင်းကြောင်တစ်ခုကိုဖော်ဆောင်ပေးပါကမျိုးဆက်တစ်လူငယ်တွေဖြစ်တယ် ခင်ဗျားတို့မျိုးဆက်တလူကယ်ကိုသွားမဆဲတယ်ဗျဒီမျိုးဆက်တလူကယ်ရဲ့တောက်ခတ်ပေးဖို့အကြောင်းအားဖြင့်เนาะမြပါတိုက်ကဲမှာရှိနေတဲ့တိုင်းသားတွေရဲ့ရည်ကြီးမှုအပန်တရားတွေတပိုင်းတွေအစစ်လာတွေအဆက်ဆက်တွေအရာတွေအားလုံးကိုတိုက်တိပီတိကဘာတိတိကြောခွေအရာတာဗျเนาะမျိုးဆက်တတွေကိုခင်ဗျားတို့ကျေးဇူးတရားပါเนาะပြီးတော့ပါဒီတပ်ပရော်တဲ့ပါဆိုလို့ရှိရင်လဲစကားဆအုတ်ချုပ်နေတဲ့တပ်ပရော်တဲ့ပါဆိုလို့ရှိရင်လဲ အောက်ခြေပါရှိနေတဲ့စစ်သားတွေရဲ့အကြောင်းအရာတွေနော်တော့ဒီရှေ့တဲရောက်နေတဲ့ဒီစကားဆိုင်ဒီစစ်သားတွေရဲ့အကြောင်းအရာတွေအားလုံးအားလုံးအခုအတွေ့အကြုံမျိုးဆက်တစ်တရားအကုန်လုံးသိပြီးသွားပြီဖြစ်တယ်အဲ့တော့မြပါတိုက်ကပါလူဆွာအားအရေးအပြစ်ကိုအတိကဖြုံတီးနေတဲ့သူတွေကဘယ်သူတွေလဲလူဆွာအားအရေးအပြစ်တွေကိုဖြုံဖြုံတီးနေတဲ့သူတွေကဘယ်သူတွေလဲဒါတွေကတိုင်းပြည်ဒီကဘာတိပဲဒါတွေကိုဒါတွေကိုအတိုက်အခံလုပ်ပြီးအရေးဆက်လုပ်ပြီးသွားပြောနေဖို့မဟုတ်ပဲတဲ့ ဒီလိုမျိုးလူတွေအုပ်ချုပ်လို့ရှိရင်ဒီလိုမျိုးမကောင်းတဲ့စိုးကျိုးရလက်တွေရတယ်ဆိုတာကိုသိပြီးတော့ပါเนาะဘယ်လိုအခြေတွေလာဆဲလို့မရဘူးလို့ပြောပြီးသားเนาะလာဆဲလို့မရဘူးလို့ပြောပြီးသားတော့ခင်ဗျားတို့ဆဲဆဲလဲဘာအချိုးပါရပါမဟုတ်ဘူးเนาะခင်ဗျားတို့ဆဲလဲအကြပ်ပဲစစ်ကောင်းစေခင်ဗျားတို့အခုလိုမျိုးလာဆဲလို့မရောက်လာအာဆီယာမှာလူရွယ်သွားတယ်ဆိုရင်မစိုးဆဲเนาะ ခင်ဗျားတို့အခုလူမျိုးလာဆဲလို့အကြပါစစ်ကောင်စီမရောက်လိုက်ကဟလာကဘာကဘာကဘာပါလူရဝဲသွားတယ်ဆိုရင်မစိုးဘူးဆဲပါခင်ဗျားတို့ဆဲတယ်ဆိုတာခင်ဗျားတို့တကယ်ထီရောက်ဘူးရှိသလားဘာကဘူးရှိသလားအဲအဲ့ဒါတွေကိုဒါကျွန်တော်တို့ကြည်ပါလို့ဒါကျွန်တော်ပြောချင်ပါတယ်ထီရောက်ဘူးလည်းမရှိဘူးဘာကဘူးလည်းမရှိဘူးမျိုးဆက်တစ်တွေအားလုံးအားလုံးကိုခင်ဗျားတို့တွေဒီနေရာပေးရပဲနေရာပေးရပဲဟုတ်ပြီလားအားလုံး အဲ့တော့အဂျပန်စစ်ကောင်စီဘေးရောက်လိုက်ဂါဒစ်လို့လို့အုပ်ချုပ်တဲ့ဒီဂါဒစ်အတွေ့အထိလူဆွာအရေးပစ်တွေပြုံးတိတာလွဲလို့နော်ဘာမှအဖက်မတည်ဘူးတိတ်တိုက်ပြီးမှဘူးရီစီဝါပေါ်လာတယ်နော်ဘူးရီစီဝါပေါ်လာတယ်ဘူးရီစီဝါလည်းလွယ်တဲ့ရတယ်နော်ရကုန်မြို့ပါဆိုလို့ရှိရင်လည်းဘူးရီစီဝါလည်းလွယ်တဲ့ရတယ်နော်အာဒီလိုမျိုးတွေကျွန်တော်တို့တွေတော်တော်ပြပြဘူးရီစီဝါတွေကပြတ်တက်ပြီးတော့ပါအဲ့လိုမျိုးဖြစ်ပြက်နေတဲ့ကာလာတွေဖြစ်တယ် အဲ့တော့ဘူးရီစီဝါလွယ်လွယ်တဲ့ရအောင်ဖတ်တီးတဲ့အကြပတ်စစ်ကောင်စီရဲ့လှုပ်ရက်တွေကိုခင်ဗျားတို့ရတက်ရက်ဖို့အတွက်လိုအပ်ပါတယ်နော်အဲ့တော့တိုက်ပြည်ရဲ့အနာဂတ်ကိုခင်ဗျားတို့ကြည့်တဲ့အခါမှာကဘာကြီးကိုကြည့်ပါကဘာကြီးကိုကြည့်ပါပြည်သူလူထုကကဘာကြီးတဲ့ပေါ့ပါဖြစ်တယ်ပြည်သူလူထုကကဘာကြီးတဲ့ခီးဆက်ပါဖြစ်တယ်ပြည်သူလူထုကကဘာကြီးရဲ့ဖူပြိုးတိုးတက်မှုတွေတဲ့သွားပါဖြစ်တယ်နော်အဲ့တော့ဒီအကြပတ်စစ်ကောင်စီမရောက်လိုက်သေးဘူး တိုင်းသားဒေသတွေမှာရရဆက်ဆက်တပ်ဖြတ်နေတဲ့အရာတွေအားလုံးအားလုံးတိုင်းသားတွေအတိဆုံးမြေပြတ်ဒေသတွေမှာလည်းရရဆက်ဆက်ဒီအကြမ်းဖက်စစ်ကောင်စီပြောက်လဲတပ်ဖြတ်နေတယ်ဆိုတာကိုမြေပြတ်ဒေသအတိဆုံးနော်အတိဆုံးတွေဒီရတဲ့အားလုံးကိုခပြရလို့ဒီအတဲစွတ်အတဲကိုမလုပ်ပါတဲ့ဒါကျွန်တော်တို့ပြောပြချက်ပါတယ်အဲဒါတတိထားပါဟုတ်ပြီလားတတိထားအကြမ်းဖက်စစ်ကောင်စီရဲ့တိုင်ကယ်တပါးဟာတည်သွားပြီလို့တော့ပြောလို့ရတယ်နော်တည်သွားပြီလို့တော့ပြောလို့ရတယ် အဲ့ဒါအဲ့တော့ကျွန်တော်တို့တွေကတောက်လျှောက်ဒီအာဆီယံဒေတာပါဆိုလို့ရှိတော့အချက်ပတ်စစ်ကောင်စီပြောက်လဲလောဘကိုကြာဆုံးတဲ့အခက်ကဏ္ဍကိုတော့ပါရောက်ရှိလို့သွားပြီလို့တော့ဒါကျွန်တော်တို့ပြောလို့ရပါတယ်เนาะပြောလို့ရပါတယ်ဘလို့ပါဖုံးလို့ပြအောင်ဖိလို့ပြအောင်เนาะအဲအခုတော်တော်ပေါ်တာမြန်မာပြည်သူပြည်သားတွေကလည်းကြီးတယ်ဒီຢာကိုပဲတောက်လျှောက်ဒီအခြေအနေကိုပဲတောက်လျှောက်လိုက်တာဒီအနေထားတွေကိုပဲတောက်လျှောက်လိုက်တာလိုက်တဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင်ဘူးပေါ်သလို့ ပေါ်ကုန်ပြီအားလုံးလည်းတော့အဲ့တော့ဒီရတဲ့အားလုံးကပြပတိုက်ခဲ့ပါဒါဘယ်လိုဘယ်လိုအခြေအနေတွေကိုသွားတဲ့တယ်လဲဘယ်သူတွေနဲ့ဘယ်လိုတွေရှေ့ဆက်တယ်လဲဆိုတာကိုအကောင်းဆုံးမိပေါက်ထိုးပြလိုက်တဲ့အနေအထားတစ်ခုပါပဲလို့ပြောချင်ပါတယ်အဲ့တော့မိဘကြီးကိုပါတော့ပါဗျာတော်လဲလုံးစားရှိတာကိုဆက်လုပ်ပါပြီးတော့ကျွန်တော်တို့ဒီအားလုံးခီးဆက်ဆက်ရဲဆက်ပါဒီရတဲ့အားလုံးကကျွန်တော်တို့ပြပတိုက်ခဲ့အတွက်အများကြီးဒီအာဆီယံကပေါ့နော် အပြားပြီးပေါင်းထုတ်ပြပေးလိုက်ပါပြီเนาะပြပါတယ်ကပါအကြပ်ဆက်ကောက်စီတီးလူရမဝေသေးပါဘူးလို့ပြောချင်ပါတယ်ဂျေစုတစ်ပါတယ်